အော်နာဆိုင်တော့တော့တော် ကိုပဲကျွန်တော်တို့တက်တန်းတဲ့ကိုအများကြီးဆော်ကြီးရဝင်ခဲ့တဲ့ဆိုင်ပေါ့နော်ကိုယ့်ရဲ့ကြီးနေတဲ့ဆိုင်ပေါ့အဓိကပေါ့နော်ဒီဆိုင်ကကျွန်တော်မိုးစနေဆိုင်ဖြစ်တဲ့အတွက်ကြောင့်မဟုတ်လို့ပေါ့နော်ဟိုအစားတောက်တွေအားလုံးကဟာလာဖြစ်တယ်ဒါကျွန်တော်အမဲနဲ့လေးကျွန်တော်စပြီးတော့ကြီးဆန်းကြည့်မယ်ပေါ့နော် တို့ဒီလက်ပုံပြီးသိကြရလို့ရှိရင်တော့ကိုရိုင်းသလားစားကြည့်လိုက်တော့ Okay အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ open the box ကနေပြီးပြန်လဲကြိုးစားလိုက်ပါတယ်ကျွန်တော်အခုပေါ်တော့ညဘက်ပြင်းပြင်းလေးရှိရတယ်ဘိုက်လဲစားရတယ်ကျွန်တော်အပြင်ထွက်လာခဲ့တယ်ပေါ့ထွက်လာခဲ့တော့ကျွန်တော်အရင်တော့ ဒီတစ်ဖက်ချမ်းမှာဖွင့်နေပေါ့နော်ဒီစမ်းစမ်းမြင့်ဆိုရယ်ထမင်းညော်ဆိုင်အရှိကိုကျွန်တော်ဟိုရောက်နေပါတယ်အခုတော့သူကနေရာလေးတော့ပြောင်းထားတယ်ခင်ဗျာကျွန်တော်တို့ဒီအရှိမြင်းမြိုင်ဝင်လမ်းပေါ်ပဲပေါ့နော်နေရာကတော့တောင်ပိုင်းအဝိုင်းထိပ်မှာပဲရှိပါတယ်ဆိုတော့ကျွန်တော်အခုအဲ့ဒီဆိုင်ကိုသွားပြီးတော့ကျွန်တော်အဲ့ဒီဆိုင်ရဲ့အကြောင်းလေးနေနဲ့ဆက်စုမယ်ဇင်းလုံးလေးတွေမေးကြည့်မယ်ဟင်းလေးတွေနဲ့မှာပြီးတော့ကျွန်တော်ဆွဲကြည့်မယ်ပေါ့ညာထမင်းညော်ကြိုက်ခဲ့တဲ့လူတွေအတွက်ကတော့အဆုံးလေးလိုက်ကြည့်တင်တယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့ကျွန်တော်နေလိုက်ခဲ့ပါဦးမင်္ဂလာပါဗျာမင်္ဂလာပါဒီဒီနောက်ကပါလဲကွာအသေးမြင့်အသေးမြင့်အသေးမြင့်ဒီကောင်က ဟိုအမင်းနဲ့အမင်းနဲ့ဒါတော့ငါ့မွေဟုတ်ကဲ့ဒါပဇောအချောအလူးဟုတ်တလောပေါင်းလောပေါ့ဝါလည်းငါတလောပေါင်းမယ်ဗျဟောနမွေခွေဟိုနောက်ကောင်ဟောငါတက်ဗတ်တဲ့။အိုးအသားတော်တော်များများဆက်စားရှိရပဲ။ပစုံနေပါလေလက်ရှိရော။ဟာကြက်ပုံးမောင်ရအောင်ပဲဗျ။တပွဲကြက်ပုံးမောင်လည်းရအောင်။ငါကြော်နှက်လေးရအောင်။အဲ့မို့အချိန်ကနောက်ကျနေတော့ဟင်းကတော့ဒီမှာတော့စုံစမ်းနေနေမရှိတော့ဘူး။ဟင်းနေနေတဲ့အောက်ကို ဒီမှာလေးဈေးအများဆုံးဆိုလို့ရှိရင်ဘယ်ကောင်ရှိမလဲဗျာဘယ်ကောင်ရှိမလဲဗျာဘယ်ကောင်တော့ပုံပြီဗျာဘယ်ကောင်တော့ပုံပြီပုံမှန်အားဖြင့်ဆိုလို့ရှိရင်ဒီမှာဘယ်လိုမျိုးလောက်ရောင်းလဲဗျာတော့ဘယ်ကောင်ပေါင်းဆို1500ရေမိုးဆို1800ဗျာဩဘယ်ကောင်အများဆုံးမျိုးတော့ဒီမှာဆိုအခုပုံမှန်အားဖြင့်ဆိုလို့ရှိရင်မော်တော့ daily ပေါ့ ရောင်းရည်ထဲမှာဆိုလို့ရောင်းရအများဆုံးဆိုလို့ရှိရင်ဘဲကောင်လေးကြက်ပေါင်းကြက်ပေါင်းအမဲနဲ့အမဲနဲ့စိတ်ကခေစိတ်ကနော်အချိန်အပြည့်အောင်ကိုဘဲချင်းတော့စဖွင့်လေဗျာအာ3နိုင်ခွေ4နိုင်လောက်ရရတယ်3နိုင်ခွေ4နိုင်စဖွင့်လေနော်ဟုတ်ညနေညဘက်7ခွေလောက်ရရ7ခွေလောက်တော့ရရပေါ့နော်ကျွန်တော်ကိုအခုပြောရဲရောင်းရအများကြီးတွေကကျွန်တော်အမဲနဲ့တပွဲပေးဟုတ်ကဲ့နော်ကိုနော်ဒါပြီးသွားပြီဆိုတော့ကျွန်တော်ငှက်အာလူတပွဲယူလိုက်မယ်ဟုတ်ကဲ့နော်ဟုတ်ကဲ့ကျွန်တော်အသေးဘက်နေနေကျတော့အခုဘာမှမရှိတော့ဘူးကွာအာချမောင်ကျော်ပဲရှိတော့မယ်ဒီကောင်ကကျတော့အခုဘယ်လိုမျိုးမှမပါလဲဗျအငင်းကွာအငင်းကွာကျော်လို့ဗျအငင်းကွာကျော်ဟုတ်ကဲ့ โอเคကျွန်တော်ချင်းမောင်ကျော်ရေမင်းငွက်ကျော်ရေမင်းငွက်ကျော်မင်းနဲ့ရေပြီးတော့အချောင်းငါချောင်းအလူလေးနော်စားပါโอเคစားမယ်ဗျာအခုဒါနဲ့လေကျွန်တော်အရန်စိတ်ဝင်စားနေရရှိတယ်ဒီတော့အနက်တအားမှွေးနေရလေးလေတော့ပဲနဲ့ပဲလောက်တာဒီမှာဒါအယိုးပဲဒါဒီလိုဆိုတပွဲ ့ခွာလေးပေါင်းမယ်။အာ okay ။အယူကဒါတက်တက်ဖိထားတယ်ပေါ့နော်။ဒါအရင်အရင်ပြုတ်တာများလို့ရှိရင်ကြည်သွားမှာဆိုလို့လူလူလူကြီးပြဲသွားမှာ။အာအဲ့လိုမျိုး။ဒါကတော့စိတ်ဆုပ်ပေါ့နော်။ဒီကောင်တို့ရှင်တော့ဝင်လာတဲ့တော်တော်ကြီးအနံ့ကအရင်ဆွဲဆောင်တော့အကြီး။ဟုတ်တယ်သူတို့ရှင်ပေါ့နော်ဒီမှာအခုကျွန်တော်ပြတာတွေကိုသဘောကျတယ်စိတ်ဝင်စားပြီးတော့စားချင်တဲ့သူတွေရှိလို့ဓာခဲ့ချင်တဲ့သူတို့ရှင်လည်းကျွန်တော်လိမ့်စာလေးနေနဲ့ကိုနှုံးမိနိုင်မလားဗျရတယ်လေဟာလိမ့်စာတော့တောင်မွေအဝိုင်းထိပ်ဟုတ်ကဲ့တောင်မွေအဝိုင်းထိပ်ဟုတ်ကဲ့တောင်မွေအဝိုင်းထိပ်ရ64လမ်း လမ်းထိပ်မှာမျက်နှာချင်းဆိုင်ပဲဘောနော်တဲလမ်းထိပ်မျက်နှာချင်းဆိုင်ပဲအရင်တော့ကျွန်တော်ဟိုဘက်မှာတွေ့ဘူးတယ်ရောဟုတ်တယ်ဗျဟိုဘက်ပလီဘေးလေးဆိုင်ပြောင်းထားတာလားအာဆိုင်ခဏပြောင်းတာလားဩကြပြီလားဆိုင်ကပြောင်းတာကရောကြပြီ6လလောက်ရှိပြီဩဒီမှာဖွင့်တာ6လလောက်ရှိပြီဒီမှာဖွင့်ကျွန်တော်အဲ့အရင်နေရာမှာကရောကိုဖွင့်ခဲ့တာဘယ်လောက်ကြပြီလဲ30လောက်ရရှိပြီဩ30ကျော်30လောက်တော်ကိုပဲကျွန်တော်တို့တက်တန်းတက်ကိုအများကြီးဆော်ကြီးရဖွင့်ခဲ့တဲ့ဆိုင်ပေါ့နော်ကိုယ့်ရဲ့ကြီးနေတဲ့ဆိုင်ပေါ့ဆိုတော့โอเคကျွန်တော်ခုဒါဆိုလို့ရှိရင်မာညာရှိရတယ်ကျွန်တော်မှာပြီဆိုတော့ကျွန်တော်နည်းနည်းလေးဆွဲလိုက်တော့မယ်เนาะဘိုက်ကတော်တော်စာနေပြီကျွန်တော်ဆက်ပြီးတော့ကြီးလိုက်ခိုင်းတော့ ကျွန်တော်မာရရောက်ပြီဗျာကျေးဇူးပါတယ်ဟုတ်တော့ကျွန်တော်ဒါမာရရဲ့ခင်မွေးကြီးအကုန်စုံစုံလင်းလင်းတော့ရောက်ပြီပေါ့နော်ဒီထမင်းကျော်ကဆိုလို့ရှိရင်လည်းပဲကျွန်တော်အခုမေးဆန်းကြရတယ်တော့သူက C ဘိုင်နဲ့ကြော်ရမှာမဟုတ်ဘဲနဲ့ရိုင်းမဲအလွတ်လှော်တဲ့ပုံစံမျိုးပေါ့နော်တော့အခုအချိန်မပေးဘူးလားဟုတ်ကျေးဇူးပါဘူးဟုတ်ဆိုတော့ ဒါပေမဲ့အလွတ်တော်တဲ့ပုံစံမျိုးလော်တယ်ပေါ့နော်ဆိုတော့ဒီမှာဟင်းမွေးနေနေဆိုလို့ရှိရင်ဒီမှာကျွန်တော်မှာရတဲ့ငင်းကြီးကွက်ကြော်ဒါလေးတို့ငင်းကြီးကွက်ကြော်ပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ဒါကျွန်တော်မှာရတဲ့ဒါငချောက်နဲ့အာလူးပေါ့ဒါလေးကတော့ကျွန်တော်အမဲနဲ့စားပြီးရခါကျရင်နည်းနည်းလေးပြန်ပြီးတော့လေးပင်လေးထိန်းလို့ရအောင်ပြီးတော့ကျွန်တော်ကအောက်ပိုင်းသားဆိုတော့ငါချောက်ကြိုက်တာလည်းပါတယ်ပေါ့နော်။ဒါကတော့ကျွန်တော်ဒီမှာအခုနာမည်ကြီးဆုံးနဲ့အဲ့လိုမျိုးရောင်းအောင်အကောင်းဆုံးလို့ပြောလို့ရတဲ့အမဲနဲ့ပေါ့နော်။ တော့တေးရီတော့ကြာပြီးစကားရီတော့လုံးနေဗျာဒီမှာကတော့အာချင်းမောင်ညောဒါတော့ကျွန်တော်တော့ EDI စားပြီးသွားလို့ရှိရင်တော့ကျွန်တော်ချင်းဒီပေါ့ E ရောမှာဗျာဆိုတော့ကျွန်တော်အချိန်လေးနဲ့နည်းနည်းတွဲပြီးတော့မှားလိုက်တယ်ဆိုတော့ဒါကတော့သူတို့ကျွန်တော်ကိုဒါ present အနေနဲ့ပေးတယ်ခုနကသူတို့ကျွန်တော်ကိုပြရတဲ့ဒီစိတ်ဆုပ်ပေါ့နော်ဒါကျွန်တော်တော်တော်လေးကြီးလိုက်ကြတဲ့နေကိုပဲတော်တော်လေးအားပြည့်ပြီးတော့စားလို့တောက်လို့အဆင်ပြေမဲ့ပုံစံမျိုးရှိတယ်ဆိုတော့ကျွန်တော်ဆိုတော့စကားကြီးအများကြီးပြောမနေတော့ကျွန်တော်စစားလိုက်တယ်ဒါကျွန်တော်အမင်းနဲ့လေးကျွန်တော်စပြီးတော့ရီးစမ်းကြည့်မယ်ပေါ့နော် ။ဒီကဘောတော့ဒီဆိုင်ကကျွန်တော်မိုးစနေဆိုင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်။ဟိုအစားအသောက်တွေအားလုံးကဟာလာဖြစ်တယ်။နောက်ပြီးတော့ကျွန်တော်မိုးစနေဆိုင်ဆိုတဲ့အတိုင်းပဲကျွန်တော်ဒီအသားတွေငါးတွေခြိုင်တယ်သူတို့ကအရန်ကောင်းတယ်ဟင်းခတ်မွေးကြတယ်သူတို့ကလိုအပ်တာလောက်ပဲသုံးပေမဲ့နန်းနိုင်သုံးနိုင်တယ်ပေါ့နော်။သူတို့ညီရာတွေအနက်အသက်ပိုင်းဆိုင်ရာဗားရင်းညာတွေမှာတော့လုံးဝပြပြောစရာမရှိဘူး။ တော်တော်လေးမိုက်တယ်အဲဒါပေမဲ့ဘောနော်ဒီမှာတော့ဝတ်သားပါညာတော့လောကရမှာမျိုးတော့မဟုတ်ဘူးဒီတစ်ခေါက်တော့ကျွန်တော်ချင်မောင်ညိုလေးနဲ့နည်းနည်းဆမ်းပြီးဆွဲကြည့်ပါမယ်တော့အဆက်ဟတ်တယ်ဗျာအလုံးကြီးအလုံးမင်းချင်နေရမျိုးလည်းမရှိဘူးဒါကတော့ကျွန်တော်နောက်ထပ်အပွဲဖြစ်တဲ့ကျွန်တော်မာရတဲ့ကျွန်တော်ငချောင်းနဲ့အာလူလေးကိုကျွန်တော်ဆမ်းပြီးစားကြည့်ပါဦး အချောင်းနဲ့အာလူတို့လို့ကျွန်တော်ထင်ခဲ့တာဗျငါချောက်ကလေအဲ့လိုငံမသားတို့အဲ့လိုကျွန်တော်နည်းနည်းတွေးပူခဲ့နိုးတော့လုံးဝစိမ့်စိမ့်လေးတကယ်အာလူနဲ့အဲ့လိုအစားဟမ်းမိတွဲထားရဆိုတော့လုံးဝတိတာတယ်ကွာဆိုတော့ကျွန်တော်ခင်းညိုလေးဆက်ပြီးတော့ရေးဆန်းကြည့်ပါမယ်ဟင်းညိုတို့လို့ရှင်လဲပေါ့နော်ဒီမှာစိတ်စိတ်ပဲပေါ့ ရိုးတွေပါရည်သူလို့ကျွန်တော်တို့မြင်တဲ့အတိုင်းပဲကျွန်တော်ပကံနဲ့ဘယ်နာထားလို့ထားရမှာတော့မသိဘူးတော်တော်လေးကြီးကြီးမားမားကြီးတွေပါတယ်ဆိုတော့အမေကပြောကြမရှိဘူးဘာလို့ဆိုအမဲသားတော့မဘာနဲ့မှမထွက်အောင်ချက်ထားတဲ့အနေထားတစ်ခုကစိတ်သားဆိုတာကတော့တော့ perfect လိုပဲပြတယ်ဆိုတော့ကျွန်တော်အနေနဲ့ဒီမှာစားဖို့ဘာဖြစ်လို့ recommend ပေးလဲဆိုလို့ရှိရင်တော့အားလုံးမြင်တဲ့အတိုင်းပဲအစားအသောက်တွေအတန်းချင်းတက်ရမှုရှိတယ် ီးတော့ဟင်းဝဲလေးတွေဆိုလို့ရှိရင်လည်းဈေးနှုန်းအများကြီးမများဘူးပေါ့နော်ဆိုတော့ဟိုအနည်းဆုံးဈေးက2500နေစားပြီးတော့အများဆုံးကျွန်တော်တို့က1000ဝဲပတ်ချလဲဈားရဲမှာကိုကြိုက်တဲ့ဟင်းဝဲကိုကြိုက်တဲ့ပုံစံမျိုးနဲ့စားလို့ရတယ်နောက်ပြီးတော့အချိန်အားဖြင့်ရတယ်ဒီလိုညနေဆောင်ဆိုတော့ညဘက်တွေပါရီဘိုက်စားလို့ပေါ့နော်ဆိုင်ရလည်းရှားခတ်နေတယ်သာတော့ကောင်းကောင်းငယ်ငယ်လေးနဲ့စားကြည့်နေတယ်လို့ရှိရင်တော့ဒိုက်ရိုက်ပဲဒီလိုတန်းပြီးတော့လာခဲ့လဲလို့တော့ရတယ်။တော့အဆင်ပြေရေပေါ့နော်။ပြီးတော့တန်းရှင်းတန်းရမှုခန်းပြင်စင်ပါညာအကုန်လုံးကလည်းဟိုပုံမှန်လမ်းမေး street food တစ်ခုဆိုတာကိုပို့တယ်ပေါ့ နောက်ပြီးတော့ဒီဆိုင်ရဲ့ကျွန်တော်ခုနကမေးခဲ့တဲ့မေးခွန်းအရာပဲ2 30လောက်ရှိပြီဆိုတဲ့နေသားတစ်ခုမှာခုချိန်ဒီမမမမရက်တည်နေတယ်ဆိုတဲ့အချိန်တွေကလည်းဒီဆိုင်မှာပေါ့နော်ဘယ်လောက်ထိကောင်းတဲ့လက်ရည်ကြီးရှိနေသေးလဲဒီနေ့ဆိုလို့ရှိရင်ကျွန်တော်ဒါတော်တော်လေးနောက်ကျသွားလို့ခင်မွန်ရဖြစ်တော်တော်လေးကိုမစုံတော့ဘူးပေါ့နော်မရှိရတဲ့ရပဲကျွန်တော်အစဉ်ပြောင်းကြည့်မှလာရတာဆိုတော့တကယ်တကယ်နဲ့ခင်မွန်ဆုံတဲ့ရက်တွေမှာလာပြီးတော့ပိုရန်လာပြီးတော့စားစီခြင်းပါတယ် ကျွန်တော်ပြောတင်တဲ့လောက်လည်းရှင်းပြပြီးပြီဗျာဆိုတော့ခင်ဗျားတို့ဒီတဲ့ပုံပြီးသိကြလို့ရှင်တော့ကိုယ်တိုင်သလားစကြည့်လိုက်တော့